တဲ့ငယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျကြော်ထွန်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ပြန်လဲမျှဝေပေးသွားမှာကတော့မိထီလာနော်ပါတာစာခေါင်းဆောင်55ဖြင့်တဲ့ငါးငါးတော့ပြန်ဖိုက်ခံရရတဲ့ပတ်ကိုတော့ဗာပြောထားလဲဆိုတာလေးကိုကျွန်တော်ဘုသူရနဲ့လိုက်ပြီးနားထောင်ကြည့်ကြမယ်เนาะကဲငယ်ချင်းများအားလုံးမင်္ဂလာပါအားလုံးမျိုးများအားလုံးမင်္ဂလာညချမ်းပါဗျခုဦးစင်းပြောမှာကတော့မိထီလာ မရှိလာမှာဖြစ်တဲ့ပတ္တဆာကောင်းဆောင်ချိန်ကပတ္တဆာဘုံကတက်ကြကြီးစောယူထွင်းပေါ်ပြန်နော်စောယူထွင်းငင်းရဲ့စမှုထံစမှုထံအစာထိုးဖို့အတွက်ငွေခိုင်းတာတရားဝင်ရဲ့လားဆိုတဲ့ကောင်းစည်းနဲ့တင်လိုက်တဲ့အတွက်ကြောင့်မရှိလာမှာ905နဲ့ပတ္တဆာကောင်းဆောင်တကယ်လဲတော်တဲ့လူတယောက်ပါတကယ်လဲတမတော်ဘုံချစ်မြတ်နိုးတဲ့လူတယောက်ပါတကယ်လဲလေးစားစရာကောင်းတဲ့လူတယောက်ပါပဲနော်အာဦးဇင်းတို့ တင်လိုက်တယ်ပေါ့နော်စလုံးရဲ့9လပိုင်း2025မှာစစ်မှုထမ်းအစားထိုးဖို့ကောက်ခိုင်းတာတရားဝင်ရလားဆိုတဲ့ကောင်စီတွေနဲ့သူတင်လိုက်တယ်ဗျာနော်ဘာဘာတင်လိုက်ခါလဲဆိုလို့ရှိရင်မိတိလာမျိုးနယ်တဲကရွာတွေမှာတဲ့ပြည်သူစစ်မှုထမ်းလူစားထိုးဖို့ငွေတွေကောက်နေတယ်လို့ပြရပါတယ်တဲ့ယောက်ျားလေးရှိတဲ့အိမ်ဆိုရင်တဲ့9000နဲ့နိုင်ငံသားရောက်နေတဲ့အိမ်ဆိုရင်8000ယောက်ျားလေးမရှိတဲ့အိမ်ဆိုရင်3000 နောက်ကြောင်လည်းမရှိတဲ့အိမ်ဆို3ကောင်ဟုတ်တယ်ဟိုတိရပါတယ်တိရပါတယ်လို့ပဲရေးရနော်ဟမ်မဆန်ပေးထားရင်ရွာထဲမှာလွတ်လပ်နေလို့ရမယ်ရွာပြင်အခြားနေရာမှာအစွဲခံရရင်တော့အာမအာမမခံဘူးလို့ကြောကြောင်တိရပါတယ်တဲ့ဒီမှာမဆန်တွေကောက်ခိုင်းပြီးတဲ့အဲ့ဒီမဆန်တွေအခြားနေရာတွေမှာလူသားထိုးထည့်တယ်တဲ့တရားဝင်လာဘလူတွေလုံနေတာလေတဲ့ လူစားထိုးတယ်ဟုဆိုရမှာလဲညနေအလုံတော့အလုံပြန်လမ်းပေါ်မှာတွေ့တဲ့လူငယ်တွေကိုကန်စီပီထဲ့နေတာပြည်သူတွေမှာစိတ်မလုံးကြုံရတော့ပါဘူးတဲ့အေးချမ်းတဲ့ထီလာမျိုးမှာညဘက်စစ်မှုထအစွဲခံရမှာဆိုရင်တော့လူငယ်တွေညဘက်အပြေမထွက်ရတဲ့ကြတော့မထွက်မထွက်ရကြတော့ပဲမျိုးကားတဲ့တိတ်ဆိတ်ထောက်ကပ်လို့အော်မိထလာမှာပေါ့နော်ဘောစမုန်ကြောက်တော့နေပါတယ်တဲ့ ဇရလောကတဲ့ထွင်းညိုလူထွင်းညိုလူတို့ပိတ်မှာတဲ့ပြည်သူစုမှုထက်အပြည့်လူငယ်တယောက်ဖမ်းမိတဲ့ဖမ်းမိတဲ့လူငယ်ကိုစစ်ဆေးတော့မိထီလာတက်ထဲမှာပေါ့နော်တက်နိုင်မယ်တော့မထဲတော့ဘူးမိထီလာတက်ထဲမှာစစ်မှုထမ်းမပေါအောင်လုပ်ပေးမယ်တိ80ပေးဖို့ပြောပြီးပြည့်ခဲ့ကြအောင်၎င်းတက်ထဲမှာကားနဲ့ခေါ်ထုတ်ပေးခဲ့ကြအောင်စစ်ဆေးမင်းမြန်ကြရတိရပါတယ်တဲ့80ပေးလောလာတော့ပေါ့ ဝင်ယူပြီးတရားမဝင်တရားဝင်မလုပ်ပေးပဲခိုးထုတ်တော့အဖမ်းခံရတဲ့လူငယ်အနေနဲ့ငွေလဲပေးရသေးအေးအေးယူလဲခံရသေးဖြစ်ပြီးပါပါဝင်ပတ်တဲ့လူများကိုတာဝန်ရှိလူကြီးမင်းများမှပေါ်ထုတ်အေးအေးယူဖို့လိုနေပါပြီတဲ့တာဝန်ရှိလူကြီးမင်းများမှပေါ့နော်ဘသူတွေပဲအဆင့်ထိပါဝင်ပတ်တဲ့ပြီးလှူစားနေလဲဆိုပေါ်ထုတ်ဖို့လိုမှထင်ပါတယ်တဲ့အခုရွာတွေကငွေကောက်တာခမန်းပြင်းမြလေးတောင်ပဲထားပါဦးနဲ့တရွာမှာအင်ဂျင်တရာနဲ့ ့တိန်ကိုလဲတော့ဝဲထားပါအောင်100ဆို200ရှိလို့ရှိရင်အဲဆုံးနဲ့တွေ့အောင်နဲ့မိထီလာမှာတိုက်နယ်၄ခုကျေးရွာပေါင်း58 58အုပ်စုကျေးရွာပေါင်း390ရွာရှိတယ်တေရွာတွေအင်ဂျင်ပြီးမှ100ရွက်တွေ့မှဆိုရင်၄တောင်းလုံး၄ပေါင်း340ရတယ်ပေါ့နော်အဲ့တော့ရွာပေါင်းဘယ်တော့100ဆို340ရွာကောက်ခိုင်းတယ်လဲတော့မတိရသေးပါဘူးတဲ့ အသက်16နှစ်35အတွက်မလွဲမပြေစစ်မှုထမ်းရမှာပဲအခုလိုတွေငွေပေးလိုက်လို့လုံးဝစစ်မှုမထမ်းရဘူးလို့ဘယ်သူမှအာမမခံပါဘူးတဲ့အခုလိုရွာတွေကိုဘယ်သူကပတ်စံကောက်ခိုင်းတာလဲအဲ့ဒီငွေတွေဘယ်ရောက်သွားလဲစစ်မှုထမ်းဥပဒေအကြောင်းပြလှုပ်ရှားနေကြခြင်းမှမိထီလာသူမိထီလာတာမြန်မာကင်းဝေးကြပါသေးတယ်ဇော်ယူထွန်းနဲ့ပေါ့နော်ဇော်ယူထွန်းဟုတ်ဇော်ယူပြမနော်ဒီတကကြီးကအဲ့ဒါလေးနဲ့တင်လိုက်တယ်ပေါ့နော်အဲ့ဒါဟောအဲ့ဒါနဲ့တန်တော့ဖတ်တင်လိုက်တော့ဒီမိထီလာကနေမှ အခုမရတီလာမဆာဝါလာပုံလာပေါ်ရမဆာဝါကောင်းစီလာမလားမသိဘူးအဲ့ကိုစော်သူချင်းကိုနိုင်ငံတော်အကြီးညိုပြက်စီမှုနဲ့900ငါးနဲ့ဆွဲလိုက်တယ်လို့ဟုတ်ကဲ့လို့ဒါစတုံးရဲ့နေရာတင်တာပေါ့ဗျာလူငယ်တော်တွန်လေးလေးဂျပန်လောက်လင်းငါးရဲ့လောက်ကဆွဲတယ်လို့ဦးသိန်းတို့ကြားသိရတယ်ဗျနော်တကယ်လည်းဒီလူကတော့လေအဲ့ဒီမိထီလာမျိုးမှာသူဒီလိုမတင်ခင်ပေါ့နော်ဒီအပတ်မှာလည်းမလိုင်ကဘုံမှုတယောက်နဲ့ သူမိထီလာဒိတ်မှာဘုံမှုကနေမှာနည်းနည်းလေးဘုံမှုကမူလာဝင်ကြတယ်ပေါ့နော်ကားစီးလာတယ်ကားမှန်ချခိုင်းတယ်ဘုံမှန်တော့ဗက်တီမာလေးပြရပ်ဝင်တယ်ဆိုတော့အဲ့တော့အမြန်လမ်းမှာဒီလိုထုံကုန်ပြီးရဲကားတွေလည်းအပြစ်ခံရတာပေါ့ဗျာမြေကအမြန်လမ်းမှာပီချတက်တက်လာတယ်အဲ့တော့ညီသူများတွေကအနေနဲ့တော့ဒီဟာကမှန်လေးချပေးဖို့အတွက်မေတ္တာရက်ခံอืมမှန်လေးချပေးဖို့မတရားခံမေတ္တာရက်ခံတာကဘုံမှန်လည်းမကလှန့်လှပ်ပြီးမှချင်းချင်းဖြစ်ကြဖြစ်ကြပေါ့နော်ဖြစ်ကြတဲ့အဲ့မှာ ချိန်နေဖြစ်တော့သူအဲ့မှာဖြစ်ကြတယ်ပေါ့ဗျာဖြစ်ကြရင်မှသူအဲ့ကိုတော်တွင်းလေးဥစဉ်စီကိုဖောက်ဆက်တယ်အဲ့မှာဥစဉ်လည်းချက်ချင်းလည်းငယ်မိထီလာဘုံမှုစီဖောက်ဆက်တယ်ဒကာကြီးဒကာကြီးမားတဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးအဲ့တော့တောင်းပန်လိုက်ပါဒကာကြီးတို့အဲ့သူလည်းအဲ့ဒီဘုံမှုလည်းယောက်ျားကောင်းဖိတတယ်လို့ပဲပြောရမှာပဲဥစဉ်ကအေးဆေးဆေးပြောသွားသူကိုယ်တိုင်လည်းသွားပြီးမှတောင်းပန်တယ်ဒါယုံကြည်သူတွားတောင်းပန်တယ်ပေါ့နော်ကိုတော်တွင်းကတော့ဒါခွန်လွတ်တယ်ခွန်မလွတ်ဘူးဆိုတော့ဒါကတော့ဥစဉ်ကတော့အချင်းချင်းပြေးလဲစေချင်တာဟုတ်တယ်ညီမြစေချင်တာပေါ့နော်ဒီ တောင်းပန်တာတော့ဥစဉ်တို့တိတယ်။ဒါနဲ့အဒီဗီဒီယိုဖိုင်နဲ့ပြင်ပြီးလိုင်းမော်တော်ကိုတက်လာတယ်လို့ဒါမီးရင်ရှင်မှာတော့ကျွမ်းလာမီးရင်ရှင်ပောက်ကနေစိုးစိုးတွေးလိုက်ရတယ်။တခါတယောက်ကပို့တဲ့အတွက်ကြောင့်อืมဘလို့တွေးလိုက်တော့တစ်ဖက်အားရသွားတာပေါ့ဗျာနော်။တစ်ဖက်အားရသွားတာပေါ့။သူတင်တယ်တော့ဥစဉ်တို့လည်းမပြောတတ်ဘူး။တစ်ဖက်တည်းရောဒါတွေကိုလိုလိုလိုပေါ့နော်။ဘုံမှုတွေကဒလုံးမို့လားဘုံမှုတွေကဒလုံးဒီလိုပြုစစ်တဲ့ဘလို့အနိုင်ကျင့်လာလားဆိုတဲ့အလုံးတွေဆိုဖြစ်သွားတာပေါ့နော်ဟုတ်ပါနော်ဒါစိတ်တော့မကောင်းပါဘူးတင်လိုက်တဲ့အတွက်ကြောင့်နော် အဲ့တော့ပြောကျင်တာကကုဒီပူဇော်ယူထွင်းဒီနိုင်ငံတော်မှာတာဝန်ထမ်းဆောင်နေတဲ့နောက်တစ်ချိန်ကတကယ်စစ်သားကောင်းတစ်ယောက်ပါပဲခုလဲမချီလာမျိုးမှာအာကိုအားထားရတဲ့ဒီလိုစီကောင်းဆောင်တယောက်လို့ဦးစင်းတော့တော့တုံးတက်ချင်ပါလေဗျာနော်။ဒါကြောင့်နိုင်ငံတော်ကြီးကဲများအနေနဲ့တူတင်တဲ့ဟာနိုင်ငံတော်ကြီးကဲများလူကြီးမင်းများအနေနဲ့ချိရောက်သွားရေးယူပေးပါလို့တင်ရင်းဖြစ်ပါတယ်။အဲ့တော့ဒီလိုကိုချင်းချင်းဒီ905နိုင်ငံတော်ကြီးညိုပြက်စီတာလား။ ။ဒါမှမဟုတ်အမြင်ကတ်မှုနဲ့ဟူသောသောမလိုင်ရဘုံမှုကိစ္စနဲ့ပဲဆက်ဆံမှုမဲ့အချင်းချင်းဒီကောင်တို့လိုလိုအမြင်ကတ်တယ်ကွာတကယ်ချင်းဒီလိုလိုလိုပတ်စင်ရှင်းချင်းကွာလုံးလိုက်ကွာဆိုမဲ့တွေ့လို့တလားဆို။ဟောဦးဇင်းတို့အနေနဲ့ဝေခွဲမရဖြစ်နေရပေါ့နော်။ဒါနဲ့တက်ပတ်တဲ့ပြီးမှတောင်တာလေးဆရာတော်ကိုယ်တိုင်ကလည်းဒါရေးပြီးမှတင်ထားတာလေတွေ့ရတယ်။ဦးဇင်းကိုယ်တိုင်လည်းတောင်တာလေးဆရာတော်ရေးတဲ့စာလေးကို Telegram မှာတင်ထားတာတော့ရှိပါလိမ့်မယ်နော်။ကိုယ်စိုးယူထွင်းရဲ့ခံယူချက်ကိုလည်းမနေ့ပြင်မှာဦးဇင်းဆက်ပြီးမှတင်ပါဦးမယ်ဗျာအားလုံးလာပါပဲဗျာ။ တော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတော့မှပြန်တွေ့ကြမယ်เนาะဒီဗီဒီယိုလေးကိုစာဆုံးကြည့်ပြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်